မင်္ဂလာပါ music guide ကိုအားပေးနေတဲ့ဂီတချစ်သူတွေမင်္ဂလာပါဗျာခုတစ်ခါမှလည်း F key နဲ့ပတ်သက်တဲ့ intro လေးတစ်ခုကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ် F F family မှာ F chord ရဲ့ G minor ရဲ့ A minor B flat ပြီးတော့ C D minor ပေါ့နော်ပြီးတော့ E D F ဆိုတော့ F နဲ့တခြင်းစဆိုတဲ့ဟာနည်းနည်း ဖြစ်တောင်ဖြစ်ခဲပေါ့နော်နည်းနည်းရှားတယ်လို့တောင်ပြောလို့ရရပါတယ်ဒါပေမဲ့အများကြီးတော့ရှိပါတယ်ဆိုတော့ဂီတာဓမ္မကြီးအတွက်ဆိုရင်တော့ F chord ကနေလဲကျွန်တော်တို့တည်တတ်ဖို့လိုပါတယ်အာလိလိဓမ္မကြီးပြောတာပါနော်ခုကလဲလိအလုံး intro သင်ပေးมาဖြစ်ပါတယ်ကိုတငယ်ချင်းတွေလေ့လာနေတဲ့သူတွေရှိရင် share ပေးလိုက်ပါဦးဆိုတော့ F ရဲ့ Do Re Mi Fa ပေါ့နော် Do ီကနေစမယ်9 6ကို slide ဆွဲလိုက်တာဖြစ်ပါတယ် ti do ti ti do ti la so la ပေါ့နော် notes နဲ့ပြောမယ်ဆိုရင်ဒီအတိုင်းဖြစ်ပြီးတော့တကယ် backing နေနဲ့နားထောင်မယ်ဆိုရင်တော့တချင်းက minor တချင်းလိုလိုအဲ့လိုတမျိုးစီသွားနေရပေါ့နော်သူ့ frame က G minor da ဒါ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 ဒီမိုင်းနာပြီးတော့နောက်ဆုံးမှာကျတော့ A7 အောင်ပါလိုက်တယ်နော် 7s K တွေပါတီးဖို့လိုတော့ပေါ့ဆိုတော့ဘာပြပြောရိုးရှင်းရှင်းနဲ့ပဲနားလည်လွယ်အောင်ပြောမယ်ဆိုရင်၅ခွဲ့၆ခွဲ့ကို slide ဆွဲလိုက်မယ်ပြီးတော့ T dot T la so la so 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 le so flat bono far me ြီးတော့ဆော်လာရဲလာတော့လာအဆုတ်သီးတဲ့နေရာကိုရောက်လာမြန်တ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 န်ရဲလာဆော်လာတတတတအမီဆော်မီရဲတော့လာအဲ့တော့ နည်းနည်း tempo ကလည်းမြန်နေတယ်ပြီးတော့အလုံးကလည်းတစ်ချက်မှာ၄လုံးလောက်တီးတာဆိုတော့ပေါ့နော်နည်းနည်းတွတ်တွတ်လက်လက်လေးဘယ်ညာဖြည်းဖြည်းနဲ့အရင်ကျင့်မှပဲကျွန်တော်တို့ကရှေ့ကိုသွားလို့ရမှာဖြစ်ပါတယ်ရနောက်တစ်ပိုင်းမှာရေမီဒေါလာဆိုလာအန်နခါပါဆိုလာမီမီရေမီပေါ့နော် uh a 7 scale uh harmonics minus k ပုံစံမျိုးပါเนาะအလောက်ပါပဲเนาะ intro လေးပါခုဆိုင်သီးဆိုင်ရဲ့အချင်းဖြစ်ပါတယ်เนาะ la da 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 နဲ့တွဲပြီးမှနားထောင်နေဆိုရင်တော်တော်လေးနားထောင်လို့နှဝင်ချိုပါတယ်လေ့ကျင့်လို့လည်းကောင်းတယ်ဘယ်ညာညီနိုင်မယ်သင်ခန်းစာတွေလည်းအများကြီးပါပါတယ်ဆိုတော့နောက်တစ်ခေါက်ကျွန်တော်နေ့လေးနဲ့တစ်ခါလောက်ပြန်ပြလိုက်မယ် ်ချင်းမျိုးက acoustic guitar နဲ့တီးတာဖြစ်တဲ့အတွက် effect တွေပါညာကြီးပေါ့နော်အသိမြတ်မြတ်ဆဆမလို့ရိုးရိုး guitar တလဲရှိတာနဲ့လေ့ကျင့်လို့ရပြီအကျွန်တော်ရဲ့ page မှာလည်းများသောအားဖြင့်ဒီ acoustic guitar နဲ့ပြရတဲ့အကြောင်းရင်းပေါ့နော်အိမ်တိုင်းမှာဒီ guitar အများဆုံးရှိကြတာဆိုတော့လေ classic guitar နဲ့ကြတော့နောက်ဆုံး guitar ရှိရင်ပဲမီးလာမှာပဲမဟုတ်ရင်လည်း effect တွေရှိမှာပဲအဆင်ပြေတာရှိရလေ နောက်ထပ်လဲလီဂီတာသမားတွေအတွက် effective ဘယ်လိုချိန်ရမလဲပြီးတော့ color တွေဘယ်လိုအာဘယ်လိုချိန်ညှိရမလဲပေါ့နော်အဲ့ဒါကြီးလဲကျွန်တော်ပြပြမှာဖြစ်ပါတယ် music guide page ကိုလဲ like and share နဲ့ဆက်ပြီးမှကူညီပေးကြပါကျေးဇူးတင်ပါတယ်